ပြီးခဲ့တဲ့ရက်တွေက video editing software တခုဖြစ်တဲ့ CapCut ကိုဘယ်လိုသုံးရမလဲဆိုတဲ့ video တခုကျွန်တော်တင်ခဲ့ပါတယ်။အခုဒီ video ကတော့အဲ့ video ရဲ့အဆက် episode 2ပဲဖြစ်ပါတယ်။တကယ်လို့အခု ကြည့်နေတဲ့သူက CapCut ကိုပထမဆုံးအချိန်စလေ့လာမှာဆိုရင်တော့အဲ့ video ကိုအရင်ဆုံးသွားကြည့်သင့်ပါတယ်။ video link ကိုလည်းကျွန်တော်အောက်မှာရေးထားပေးပါမယ်။ဒီ video မှာတော့ကျွန်တော်ရဲ့ပထမ video မှာမပြောခဲ့တဲ့အရာတွေကိုထည့်ပြီးတော့ပြောအောင်မှာဖြစ်ပါတယ်။ ကျွန်တော်ဒီနေ့ edit လုပ်တဲ့အချိန်မှာသုံးရမယ့် clip လေးတွေကိုကျွန်တော်ဒီမှာ import လုပ်ထားပြီးပါပြီ။အဲ့တော့ video တစ်ခုချင်းစီမှာဘာတွေပါလဲဆိုတော့အတိအရင်ကျွန်တော်တို့က video ကို double click နှိပ်ပြီးတော့ဒီဘက်ကညာဘက်က player window မှာပွင့်လာတာကိုကျွန်တော်ကြည့်လဲရမယ်ပေါ့နော်။ဒီလိုကြည့်ရတဲ့အားနည်းချက်တစ်ခုကတော့ video ထဲမှာဘာတွေပါလဲဆိုတော့သိဖို့ပြီးအောင်အစဆုံးထိုင်စောင့်မယ်သဘောပေါ့နော်။တကယ်လို့ကိုကအဲ့လိုမျိုးစောင့်ကြည့်ရုံဆိုရင်ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ ျွန်တော်ဒီဘက်မှာ timeline ပေါ်မှာဒီ turn on preview access ရဲ့ close လေးရှိရပေါ့အဲ့ဒါလေးကိုနှိပ်လိုက်ရင်သူကစိတ်မြအောင်လေးဖြစ်သွားမယ်အဲ့ခါကျရင်ကျွန်တော်တို့ကဒီဘက်မှာ clip ပေါ်ကို mouse တင်ပြီးတော့နေရာရွှေ့လိုက်တာနဲ့ဒီ clip ရဲ့ဘယ်နေရာမှာဘာဖြစ်လဲဆိုတာကိုကျွန်တော်တို့ကမြင်ရမယ်ပေါ့ဗီဒီယိုတစ်ခုမှာဘာတွေပါလဲဆိုတာကိုအချမ်းမြင်ကြည့်မယ်ဆိုရင်ဒီလိုကြည့်ပို့ပြီးတော့အလုပ်တွေကျရပေါ့ဒီဗီဒီယိုသုံးပြီးကျွန်တော်တို့အလုပ်ဆောက်လုပ်ကြည့်မယ် ဒီဗီဒီယို timeline နဲ့ထည့်မယ်ဆိုရင်ကျွန်တော်တို့ကလုပ်လို့ရတာအမျိုးမျိုးရှိမယ်ဒီနေရာကို mouse နဲ့ထောက်ပြီးတော့ drag လုပ်ပြီးတော့ဆွဲခေါ်လာဒီလိုထည့်လိုက်ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ကဒီဗီဒီယိုကိုလက်ထောက်လိုက်တဲ့အချိန်မှာညာဘက်မှာဒီအပေါင်းသင်္ကေတလေးဖြစ်လာတယ်အဲ့အပေါင်းသင်္ကေတလေးကိုနှိမ့်လိုက်ရလဲဗီဒီယိုက timeline နဲ့ရောက်ပါမယ်ဒါဆိုရင်ကျွန်တော်ဗီဒီယိုနည်းနည်းတည်ထားလိုက်ပြီးဒီ turn on preview access ကိုခဏပြန်ပိတ်ထားလိုက်မယ် အရင်ဗီဒီယိုမှာတော့ဒီ window ၄ခုအကြောင်းကိုကျွန်တော်အကြံပြန်ပြောခဲ့တယ်ဒီ window တစ်ခုချင်းစီကဘာလို့လို့ရတယ်ဒီ cloud တွေကဘာလဲဆိုတာမျိုးကျွန်တော်အကြံပြန်ပြောခဲ့ပေါ့နော်ဒီဗီဒီယိုမှာတော့ဒီအပေါ်က tab တစ်ခုချင်းစီအကြောင်းကျွန်တော်ပြောသွားမှာဖြစ်တယ်ပြီးတော့ဒီဗီဒီယိုတစ်ခုချင်းစီကိုကိုက manipulate လုပ်ရတယ် option တွေအကြောင်းပြောသွားမှာဖြစ်တယ်ဒီ media tab ပေးမှာရှိရတော့ audio ပေါ့ audio ဆိုတာတော့အတန်ပေါ့နော်အတန်ဆိုတော့ ကျွန်တော်ဟာဒီဗီဒီယိုနဲ့တွဲသုံးမဲ့ background music ဖြစ်ဖြစ် sound effect ဖြစ်ဖြစ်လိုချင်ကျွန်တော်ကဒီမှာရှာလို့ရမယ် music ဆိုတော့နှိမ့်လာရင် music ကိုမှသွား category အမျိုးမျိုးအမျိုးအစားမျိုးမျိုးခွဲပေးထားရပါတော့ vlog နဲ့ live နဲ့ music မျိုးလားဒါမှမဟုတ် rock music လားဒါမှမဟုတ်စနေရသံလားဒါမှမဟုတ်ငြင်းငြင်းညင်းတတာရှိမဲ့အတန်မျိုးလား ခေသောဗီဒီယိုတွေမှာသုံးလို့တင်တော်ရအတန်းမျိုးလားပေါ့ဒီခုနကပီဆမ်ကောင်းမှုကျွန်တော်ပြန်သွားမယ်ဆိုတော့ဒါဆိုရင်ငြိမ်းချမ်းချမ်း ASC music ပေါ့နော်တခုကိုကျွန်တော်ဆန်းကြည့်ခြင်းတယ်ဒါဆိုရင် double click နေလိုက်ဒါဆိုတချင်းကဘလို့အတန်းမျိုးလဲဆိုတော့ကျွန်တော်ကကြားရမယ်ပေါ့နော်ဒီတချင်းတော့သုံးခြင်းတယ်ဆိုရင်ကျွန်တော်ကဒီနေရာကို click ထောက်ပြီးတော့ drag လုပ်ပြီး timeline နဲ့ဟိုပို့လိုက်လဲရတယ်ဒါကတနည်းဒါမှမဟုတ်ဘလို့လို့ရမယ်ဆိုတော့ ဒီ clip ရဲ့ညာဘက်မှာခုနက video ဟောလက်ထောက်လိုက်တော့လို့မျိုးအပေါင်း icon ကြီးမြင်ရတယ်။ဒါကိုတိတ်လိုက်ရလဲ timeline တွေရောက်သွားပြီဖြစ်သွားမယ်။ဒီ background music clip လေးဒီကိုရောက်လာတဲ့ဟာကိုချင်း video ရဲ့အဆောင်ရောက်လာမှာဟုတ်ဘူး။ဒီ video တဝက်နာလောက်ကိုမှဆက်ရောက်လာ။အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကအပေါင်းနှိမ့်လိုက်တဲ့အချိန်မှာဒီ play head ကဒီနေရာမှာရောက်နေလို့ပေါ့။အဲ့တော့သူကဒီအပေါင်းနေအပေါင်း icon နှိမ့်ပြီးတော့ timeline တွေကိုထည့်လိုက်တယ်ဆိုရင်သူက play head ရောက်နေတဲ့နေရာကိုပဲသူကတန်းပို့ပေးတာအဲ့တော့ဥပမာကျွန်တော်က play head ကိုဒီ video ရဲ့အဆုံးပို့လိုက်မယ်ဒါဆိုရင်အဲ့ချိန်မှာကျွန်တော်ကအပေါင်းနှိပ်ပြီးတော့ဒီ clip ကို timeline နဲ့ထည့်လိုက်ရင်ပထမ clip ဆုံးသွားတဲ့နေရာမှာဒီ background music ကဝင်လာတယ်အော်တကယ်လို့လားကျွန်တော်တို့ကဒီ clip ဆက်စားခြင်းမှာပဲဒီ background music ကိုဝင်လာစေချင်တယ်ဆိုကျွန်တော်တို့က play head ကိုဘယ်ဘက်အဆုံးပို့ပြီးတော့မှအပေါင်းနှိပ်လိုက် ဒီလိုလိုပဲရမယ်။ဒါမှမဟုတ် play head ကကိုချိုက်တဲ့နေရာမှာထားတာပေါ့နော်ကျွန်တော်ကအပေါင်းနှိပ်လိုက်ပြီးတော့မှတပတ်ကိုဆွဲခေါ်ပါလိုက်ရတယ်။ဒါတော့ကိုချိုက်လို့လုပ်လို့ရတယ်အများကြီးရှိရပေါ့။အဲ့တော့ okay ဒါဆိုရင်ဒါကိုလျှက်ထားတော့ကြည့်ရအောင်။ဒါဆိုရင်ခုနကြားရတဲ့အတန်မှာဒီဗီဒီယိုထဲမှာပြန်ကြားမှာမသိဘူးဒီဗီဒီယိုကလစ်ကနောက်ခံ noise ကဒီသချင်းတော်ကြားရပေါ့နော် တချင်းသာဖုံးနေတော့တိတာကျမအောင်တိတာမယ်ရေလို့ကျွန်တော် တို့ကတချင်းသာကိုလုံးဝတိုးလိုက်မယ်ဆိုတော့တိုးလိုက်မယ်ဆိုရင်နောက်ခံ background ကပူပြီးပြပြသက်သာပူချရမယ်ပေါ့နော်ပထမ video clip ကအော်တချင်းသာတိုးခြင်း volume adjust လုပ်လို့လဲဆိုတော့ကျွန်တော် timeline ပေါ်ရောက်နေတဲ့အချိန်မှာဒီ clip ပေါ်ကို mouse cursor တင်လိုက်တဲ့ဆိုရင်ဒီမှာဘာရန်လေးတစ်ခုမြင်နေရမယ်။ဘယ်ကနေညောင်းသွားတဲ့ဘာရန်လေး။ဒီဘာရန်လေးကိုပြောတာဖြစ်ပါတယ်။အဲ့တော့ မောက်စ်ကစားအိတ်ဘာလေးပေါ့ကိုရောက်သွားတဲ့ချိန်မှာအပေါ်အောက်ကိုပြထားတဲ့မြားလေးဖြစ်သွားတယ်ပေါ့နော်။အဲအိတ်ချိန်မှာမောက်စ်ကိုဖိပြီးတော့မောက်စ်ကိုနှိမ့်လာရင်0.0 decibel လို့ရပြရပေါ့။ဒါသူ့နှကို audio levels ကိုမှကျွန်တော်တို့ကဘလောက်ထိတိုးထားလဲဘလောက်ထိ short ထားလဲပေါ့နော်။အဲအချိန်မှာကျွန်တော်တို့က mouse ကိုဖိထားပြီးတော့အပေါ်တင်လိုက်တဲ့ဆိုတော့တခြင်းလာပူကျလာလိုက်မယ်။ ဒါဆိုချင်းကခုန background noise ကိုတော့ drop ဖုံးသွားပြီပေါ့နော်အဲအဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကချင်းကို whole out ကြီးဆွဲချလိုက်တယ်ဆိုလဲ background noise ကပထမ video clip က background noise ကပိုကျဲသွားလိုက်မယ်ပိုကျဲသွားရဆိုတာတက်ပိုသေးသေးချာချာရပေါ့ဒါဆိုကျွန်တော်တို့ကခုနကထည့်လိုက်တဲ့ background music ကိုတော့ထိချာမကြတော့ဘူး ဒီဗီဒီယိုကလစ်ကိုရိုက်တော့ပါလာ noise ကိုအကျွန်တော်ကအဓိကကြားရတော့မယ် audio levels ကိုဒီဘက်မှာ timeline မှာအသေးသေးကြည့်ရင်ကျွန်တော်ကဒါကို click တစ်ချက်နှိပ်လိုက်လို့ရတယ်။များသောအားဖြင့်တော့ကျွန်တော်တို့ overall audio levels ကဒီအနှုတ်ဆက်နှစ်ပေါ့နော် negative 12ပဝင်းရအောင်ပါရှင်ကောင်းတယ်။ကျွန်တော်တို့ခုနကထည့်လိုက်တဲ့ background music ရဲ့အတန်းကအတင်ချလုပ်လို့ရသလိုမျိုးပဲဒီ video clip မှာပါတဲ့ audio ဟုတ်တယ်။ ကျွန်တော်ကအတင်ချလုပ်လို့ရတယ်အော်ဒီနေရာမှာနှိပ်ပြီးတော့ဆွဲလာရင်ဒါဆိုရင်ဒီဗီဒီယိုကလစ်က background noise ကပိုကျဲသွားလိမ့်မယ်ဒါကိုကျွန်တော်ခဏပိတ်ထားလိုက်မယ် mute track လုပ်ထားလိုက်မယ်ဒါဆိုရင်ဒီဗီဒီယိုက background နဲ့အပူကျဲသွားရပေါ့နော်အဲ့ဒါကိုမှကျွန်တော်ကပြန် short ကျင်တယ်ဆိုရင်လည်းဒီလိုအဆုံးလေး short လိုက်လို့ရတယ်ဒါဆိုရင်ဒီဗီဒီယိုရိုက်တော့ပါလာတဲ့အတန်အလုံးက mute ဖြစ်သွားပြီပေါ့နော် ဒါကတော့ audio tab ကနေ music clip တခုယူသုံးပြရတဲ့သဘောပေါ့နော် music ရဲ့လို့ယူသုံးမှာတော့မဟုတ်ဘူးကျွန်တော်က sound effect သုံးမယ်ဆိုလည်းသုံးရတယ် sound effect ဆိုတော့ guitar သာမဟုတ်တဲ့အတန်လေးပေါ့နော် sound effect အောက်မှာလည်း category မျိုးမျိုးရှိတယ်ဥပမာဒါဆို nature ဆိုရင်ဒါတဘာဝအတန်လေးပေါ့လေးတိုက်လို့တေးပဲလောက်တဲ့အတန်မျိုး bro မီးဘုံမီးဘုံအတန်မျိုး ငါအော်မယ် background music ထည့်နေတာပဲဖြစ်ဖြစ်ဒီလိုမျိုး sound effect တွေထည့်နေတာပဲဖြစ်ဖြစ်ဒီ cup cup ကပေးရဟာကိုသုံးမရလို့တော့မဟုတ်ဘူး internet ပေါ်မှာလည်း background music တွေ sound effect တွေ free download လုပ်ရတဲ့ website တွေရှိတယ်ကိုက download လုပ်ရုံနဲ့မဟုတ်ဘူးအဲ့ဒီအတန်ကကို video တွေမှာတရားဝင်သုံးရရဲဆိုတာမျိုးပေးတဲ့ website တွေရှိတယ် တကယ်လို့ကပ်ကပ်ကပေးထားတဲ့ဟာကိုမသုံးညင်ဘူးကိုကိုရိုင်းဒေါင်းလုပ်တယ်ဆိုတော့သုံးညင်တယ်ဆိုရင်တော့ကျွန်တော်မီဒီယာကိုသွားမီဒီယာနေမှာကျွန်တော် import လုပ်ရမယ် import ကိုနှိပ်ပြီးတော့ကိုကွန်ပျူတာမှာရှိရဲ့အသံ file ကိုပြန်ရွေးလို့ရမယ်နောက်တစ်ခုကတော့ text စာသားပဲဖြစ်ပါတယ်ဒေါင်းနှိပ်လိုက်ရင်ကျွန်တော်စာထည့်လို့ရတယ် default text ကိုနှိပ်လိုက်ရင်ဒါဆိုဒီ timeline ပေါ်ကိုဒီစာစာ clip လေးရပါမယ်ပေါ့အော်ဒီစာကိုကျွန်တော်တို့ကသူ့ default ပေးထားတဲ့ဟာနေပြောင်းရင်ကျွန်တော်ကဒီညာဘက်မှာစာရိုက်ထည့်လို့ရမယ်ဒီ window ပွင့်လာဖို့အတွက်ကကြာကို add လုပ်မဲ့ clip ကိုနှိပ်ထားဖို့ select လုပ်ထားဖို့လိုတယ်တကယ်လို့ကျွန်တော်တို့ကတခြားနေရာတစ်ခုကိုနှိပ်ထားမိရဆိုရင်ဘုံမှာဒီလိုမျိုးဖြစ်သွားပြီဆိုရင်ဒီဘက် window မှာခုန clip ကိုကျွန်တော်ဘာမှလုပ်လို့မရဘူးပေါ့နော်အဲ့တော့ကို add လုပ်ချင်တဲ့ကို modify လုပ်ချင်တဲ့ clip ကိုနှိပ်ထားမှာကျွန်တော်တို့ကဒီဘက်မှာကို modify လုပ်လို့ရမယ် ော်ဒီ clip ကိုပြန်သွားမယ်ဒီ clip ကို select လုပ်မယ်အော်ဒါကိုကျွန်တော်တို့ကမြန်မာမြန်မာစာတစ်ခုထည့်မယ် color sound like that okay ဒါတော့ font ကတော့ system ဆိုပြီးတော့ပေါ့နော်ဒါကိုကျွန်တော်တို့က font ပြောင်းနေတယ်ဆိုတခြားကိုပြောင်းနေတဲ့ font ရှိလဲပြောင်းရတယ်အဲဒီဘက်မှာရိုက်ရှာပြီးတော့ပြောင်းရတယ်ပေါ့ဥပမာမြန်မာဆိုရင် ဓမ္မမြန်မာ text မြန်မာ text ပို့စာပြီး note to server စာပြီးရှိမယ်ပေါ့ဓမ္မ font size အကြီးသေးပြောင်းရင်ကျွန်တော်ကဒီအောင်နှိပ်ပြီးတော့ပြောင်းလိုက်ရတယ်ဟမ်ပြီးရင် pattern သူကက pattern pattern ဆိုတော့ဒါကွာ default ဝယ်ပို့လုံးလာပေါ့နည်းနည်း true မလားအောက်ကမြင်တာရဲ့ underline tag လားဒါမို့ italic အဆောင်လုံးမလားဟုတ်ရရမယ် case ကတော့ english စာနဲ့ပူဆိုင်တဲ့ဟာပေါ့ဘယ်လိုမျိုးလဲဆိုဥပမာပြရမယ်ဆိုရင် ခုန text file ကိုပဲကျွန်တော်နောက်တစ်ခုပွားလိုက်တယ်။အော်ဒီမှာအင်္ဂလိပ်လိုရိုက်လိုက်မယ်။ This is an example ကိုကျွန်တော်ရိုက်လိုက်တယ်။ဒါဆိုအင်္ဂလိပ်စာဖြစ်သွားပြီ။ဒီစာကိုကျွန်တော်က case ပြောင်းမယ်ဆိုရင်ဒါဆိုရင် အားလုံးက upper case ပေါ့စလုံးကြီးဖြစ်သွားမယ်။ဒီလိုဖြစ်သွားမယ်။တကယ်လို့ကျွန်တော်တို့ကသူ့ဘေးက lower case ဆိုတော့နှိမ့်လာရင်အားလုံးကစလုံးသေးဖြစ်သွားမယ် သူ့ဘေးကတိုက်တုံ case ဆိုအောင်နှိမ့်လိုက်ရယ်နော်ဒါပထမဆုံးစလုံးကပဲအကြီးဖြစ်ပြီးနောက်ကဟာရအသေးဖြစ်သွားမယ်ဒါတော့အင်္ဂလိပ်စာနဲ့ပဲအဓိကဆိုင်တာပေါ့နော်ပမာစာမှာကျတော့ဒီ upper case lower case မရှိဘူးဒီစာကိုကျွန်တော်တို့ကဘာထပ်လုပ်လို့ရမလဲဆိုတော့ color ပြောင်းရင် color ပြောင်းလို့ရမယ်ပြန်ဒီ character နဲ့ line ဆိုတော့ဒါကဒီ character တစ်ခုချင်းစီကြမှာကိုက space block ခံရတယ်ပေါ့နော် အထောင်တင်လိုက်မယ်ဆိုရင်ဒီစလုံးတစ်လုံးနဲ့တစ်လုံးကြမှာနေရာပူကျဲသွားရပေါ့ line ဆိုတော့နှစ် line ရှင်ပူပြီးပြောက်လို့ရပေါ့အမဒီ bike ကလည်းစားလိုက်တော့ကျွန်တော်ကတစ် line မလုပ်ပဲနှစ် line လောက်လိုက်ပဲအပေါ်ဒါဆိုဒီ line ကိုကျွန်တော်က0ကနေတင်လိုက်မယ်ဆိုအပေါ် line နဲ့ online ကြပါနေရာပူကျဲသွားမယ်တကယ်လို့ short line ပဲဆိုရင်လည်းဒီအပေါ် line နဲ့ online ကြနေရာပူပြီးတော့ သေးသွားမယ်ပူချင်းသွားမယ်ပေါ့ alignment alignment ဆိုတော့ဒါဒီ tax pulse မှာကိုကဘယ်ဘက်ကိုကတ်มาလဲပေါ့เนาะဒါဆို left align လာဒါ middle align လာ right align လာပေါ့ဒီဘက်သူ့ပြေဟာတော့စာအုပ်အပေါ်အောက်နေရာချတယ်သုံးပါမျိုးပေါ့အတောင်နှိမ့်လိုက်ရင် bike ကလည်းစာလိုက်တာဆိုရင်အပေါ်အောက်ဖြစ်သွားမယ်ဒါဆိုရင်ဟောပေါ့ top align ခေါ်မှာမသိဘူး upper align ခေါ်မှာဒါဆိုအပေါ်ဒီ text box ရဲ့အပေါ်ဘက်ကိုပို့ရောက်သွားတယ်ဒါဆိုရင် text box ထဲမှာပဲအလဲကိုပို့ကြရဲဒါဆို text box မှာဒီဘက် line အောက်ကိုရောက်သွားတယ် preset တော့ preset ကတော့သူဒီ template သဘောမျိုးသူလုပ်ပေးထားတာပေါ့နော်အဲ့တော့ကိုသုံးရင်သုံးရမယ်မှာဒါအောင်နှိမ့်လိုက်ရင်အဝိုင်းအောင် background နဲ့အဖဲအောင် text ဖြစ်သွားမယ်ဒါအောင်နှိမ့်လိုက်ရင်ခင်းအောင် background နဲ့ အဖြူအောင် tax ဖြစ်သွားမယ်။ဒါအောင်ဆိုရင်အစင်းအောင် tax ကိုမှအမဲအောင် stroke လေးပါပေါ့နော်။အဲ stroke ကတော့ကျွန်တော်ပြင်အောင်ပါလဲဆက်ပြောရမယ်။ဒါဆိုသူ့နှခုသူ့ basic အဖြူအောင်ပြန်ဖြစ်သွားပြီပေါ့။သူ့အောင်မှာဒါ scale skills ရော size အကြီးသေးပေါ့နော်။ scale ကဒီ font size အကြီးဆုံးနဲ့တူရလို့ထင်ရတယ်ဒါပေမဲ့မဟုတ်ပါဘူးကြီးလာရင်တော့ တူတယ်ပေါ့နော်ဒါပေမဲ့နည်းနည်းกว่ากว่าပါတယ် uniform scale ကကြတော့ကျွန်တော်တို့ကဓာတ်ဖွင့်ထားရင် scale ကဒီ slider bar တစ်ခုတယ်ဒါပေမဲ့ဓာတ်ပိတ်လိုက်ရင် scale က slide လုပ်ရတဲ့ bar တစ်ခုဖြစ်သွားတယ်တစ်ခုကကြတော့ width ပေါ့ဒီအကျယ်ဝန်းနောက်တစ်ခုက height အနေအမြင့်အော်ကျွန်တော်တို့က width ကို scale လုပ်မယ်ဆိုရင်ပို့ပြီးတော့ပို့ကျယ်လာမယ်ဒါပေမဲ့အမြင့်ကတော့ဒီမြင့်ပဲ လိုပဲကျွန်တော်က scale high ကိုလုပ်မယ်ဆိုအနေအမြင်ကပို့ပြီးတော့ရှည်ထွက်လာမယ်ဒါပေမဲ့အကျယ်ဝန်းကတော့ဒီအကျယ်ဝန်းပဲဒါ uniform skill ပေးထားလို့လုပ်ရရဟာလေ position position ကတော့ဒါဒီ frame ပေါ်မှာကျွန်တော်ကဘယ်နေရာချမှာလဲဆိုတာပေါ့နော် x x ဝင်ရကဒီဘယ်ညာ y axis y ဝင်ရကြတော့ပေါ့အဲ့တော့ကျွန်တော်ကဒီမှာထားပါတော့ ုံညာနေ90လို့ရလာရင်တပတ်ကို90အစားရွေးသွားရပေါ့ပြီးရင်တပတ်မှာ200လို့ရလာရင်အပေါ်200တက်သွားမယ်အော်ဒီနေရာကိုလာလုပ်လဲရတယ်ဒါမှမဟုတ်ကျွန်တော်တို့ဟာ frame ပေါ်မှာပဲဒီစာကို click ထောက်ပြီးတော့ဒီလိုမျိုးရွှေ့မယ်ဆိုတော့ရွှေ့လို့ရတယ် plane rotation ဒါကတော့ဘလောက် rotate လုပ်ချင်လဲလှည့်ချင်လဲပေါ့နော်အော်ဒါဆိုရင် 0° ပေါ့ ယ်လို့90လို့ရေးလိုက်ရင်ဒါဆိုဘေးတစောင်းဖြစ်သွားမယ်တကယ်လို့အနှုတ်90ဆိုရင်ဒီဘက်ကိုပြန်ဆောင်းတာဖြစ်သွားမယ်ဘောက်ဆဲကနေမလုပ်ဘဲနဲ့ဘေးကအဝိုင်းလေးကိုနှိပ်ပြီးတော့လှဲမယ်ဆိုလဲလှဲလို့ရတယ်ဒီ frame ပေါ်မှာပဲလာပြီးတော့ဒီအောက်ကအဝိုင်းလေးမှာမြားမချောင်ရှိရဟာကိုလှဲမယ်ဆိုလဲလှဲလို့ရတယ်ဒါတော့ rotate ပါပြီးဒီအောက်ကဟာတော့ frame ရဲ့ဘယ်ဘက်ကိုကတ်မလဲဆိုတာပေါ့နော် align left ပဲဘက်ကမလားဟာ align middle ပေါ့အလဲမှာထားမလားညာဘက်ကမလားပေါ့ဒါဆိုလဲအပေါ်ဟုတ်ပေါ့နော် align top align middle align bottom ဒီမှာ align လုပ်တဲ့ဟာ ਨੇ အပေါ်က alignment နဲ့အဖောက်กว่าဆိုတော့အပေါ်က alignment ချက်ဒီ text box ထဲမှာပဲဘယ်ဘက်ကိုကပ်မလဲဆိုပြီးပြောတာပေါ့နော်အဲဒါဆိုရင်ကျွန်တော်ကစာလိုက်တာဘယ်ဘက်ကိုရအောင်လဲဒါဆိုရင်ဒီမှာတိတ်မသိတာပေါ့နော်ဒီအဲလိုကျွန်တော်က စာလိုက်တာလို့သူတို့နောက်ထပ်တစ်လိုင်းထည့်လိုက်တယ်ဆိုတော့ဒါဆိုရင်ဒါက text box ထဲမှာပဲ variable ကိုကတ်ထားတာတကယ်လို့ဒါကိုနှိပ်လိုက်ရင် text box ရဲ့ middle ရောက်သွားပြီဒါဆိုရင် text box ရဲ့ညာဘက်ကိုရောက်သွားပြီအော်ဒီအပေါ် alignment ကတော့ text box ထဲမှာပဲကိုက variable ကတ်မလဲဆိုတာပေါ့အောက်ကဟာကြတော့ဒီ frame ထဲမှာကိုက variable ကတ်မလဲဆိုတာကိုရွှေ့ရတာပေါ့ ပြန် plan plan ကတော့ကျွန်တော်တို့မှာခဏကြော်ရင်ကြော်ခဲ့လို့ရတယ်။ opacity ကဒါကိုကဘလောက်ထိဒါကိုဖောက်ထွင်းမြင်ရစေချင်လဲပေါ့။တော့ဘလောက်ထိ transparent ဖြစ်စေချင်လဲပေါ့။တကယ်လို့ short လိုက်တယ်ဆိုရင်ပို့ပြီးတော့သွား transparent ပို့ဖြစ်သွားရပေါ့နော်။အောက်ကဟာကိုပို့ပြီးတော့ဖောက်မြင်ရမယ်။တကယ်လို့ဒါကိုအဆုံးထိတင်လိုက်မယ်ဆိုအောက်ကဟာကိုလုံးဝဖောက်မမြင်အောင်။အဲ့တော့မြင်တောင်ပြရမယ်ဆိုရင်စာဆိုတာကလုံးဝအဖြူရောင် ပိတ်ထားတယ်ပေါ့နော်ဒီအောက်ကသူ့နောက်ကဟိုအရွက်ကိုအပင်ကိုဘာမှမမြင်အောင်ဒါမှတကယ်လို့ opacity ကိုကျွန်တော်က short လိုက်မယ်ဆိုတာနဲ့တဖြည်းနဲ့သူ့နောက်ကဒီအပင်အထွက်နေတဲ့အရွက်ကိုကျွန်တော်ကမြင်လာရတယ်ပေါ့နော်ဒီဒီမှာရှိနေရဆိုတော့မြင်ရတယ်ဒါပို့ပြီးတော့ဖောက်ထွင်းမြင်ရလို့ transparent ဖြစ်သွားလို့ပေါ့နောက်တစ်ခုက stroke stroke ဆိုတာတော့ဒီစလုံးရဲ့ပတ်ပတ်လည်မှာ ဘောင်ခတ်လိုက်တာပေါ့နော် stroke ကိုနှိမ့်လိုက်တဲ့အချိန်မှာစလုံးတစ်လုံးချင်းစီရဲ့ပတ်ပတ်လဲမှာဒီအမဲအောင်မြင်တားလိုက်လို့မျိုးပေါ့နော်အမဲအောင်ဘောင်ခတ်ပေးလိုက်လို့ဖြစ်သွားတယ်ဒါဆိုဒါဆိုရင် stroke မပါဘူးဒါဆိုရင် stroke ပါတယ်အော် stroke ကိုလည်းကျွန်တော်တို့ကကြိုက်တဲ့ color ပြောင်းလို့ရတယ်အနီအောင်ပြောင်းရင်လည်းပြောင်းလို့ရတယ်ပြီးတော့ဘလောက်အထူပါပြောင်းရင်လည်းပြောင်းလို့ရတယ်အော် stroke ရဲ့အလုပ်လုပ်ပုံကျွန်တော်ကြည့်မယ်ဆိုရင် ဒီမှာဆိုရင်ဒါဆိုပါလိုက်တယ်ဆိုဒီလောက်တိဖြစ်သွားမယ် stroke ကစလုံးကိုနည်းနည်းဖတ်ပူလွယ်စီရပေါ့နော် stroke တော့လေ stroke ပြီးရင် background ရှိရ background ဖာနှိမ့်လိုက်ရတော့ဒါသူက background အရာကိုတစ်ခုနဲ့ထည့်ပေးရပေါ့နော်ဒီမှာလဲ option ကနှစ်မျိုးရှိမယ်ပြီး color ရွေးလို့ရတယ်ရှိမယ် opacity opacity ရတယ်ခုနကအပွားဟာတစ်ခုလိုပဲဒါဘလောက် ูอ่ะพောက်มีเสียจริงเลยป่ะเนาะบล็อกที่พောက်ทรมเนี่ยจริงเลย rounded rectangle ถ้าก็ที่ take clay ริโอฉุนเสียจริงอ่ะลงเสียจริงอ่ะป่ะดังนั้นปูฉุนอ่ะดังนั้นเนาะปูပြီးတော့ลงอ่ะที่ท้องเลยอ่ะပြီးရင်ကျွန်တော်က height ကိုလည်း adjust လုပ်လို့ရတယ် height ဆိုတာ ဒီဆက်လုံးကိုကြော်ပြီးတော့ကိုကဘလောက်ထိမြင့်နေခြင်းလဲနှိမ့်နေခြင်းလဲပေါ့နော်ပြီး width width ကတော့အကျယ်ပေါ့ဖြက်ဖြက်ကိုအတိုးလျှော့လို့ရတယ်ကျွန်တော်ကဟိုအကုံသုံးမှုရတော့လဲမလို့ပါ stroke ရော background အကုံသုံးမှရလို့လဲမဟုတ်ကိုက stroke ပဲသုံးနေတယ်ဆိုရင် stroke ပဲသုံးပေါ့နော် background သုံးနေတယ်ဆိုရင် background သုံးပေါ့ဒါကတော့ကိုအကျိုက်ပေါ်ရမှုတည်ပါတယ်ပြီး glow glow ကတော့နည်းနည်းအယောင်တွေထွက်နေရဆိုတဲ့သဘောမျိုးပေါ့နော် ါဒါမဲ့ဒါဆိုရင် Pro မှာ CapCut Pro မှာတုံးလိုက်ရမယ်ဒါကတော့ free version မှာရမယ်တော်သူသူပြောရဲ glow ကအယောင်ပြောင်းလိုက်ရမယ်ကျွန်တော်တို့အာရွှေအောင်ဟာမျိုးလေးလိုချင်တယ်ဆိုရင် intensity ဘယ်လောက်ထိပြင်းနေလဲပေါ့နော်ဘယ်လောက်ထိအပြင်းပြောင်းလို့ရှင်လဲ range ဆိုလဲဘယ်လောက်ထိအစွန်းထွက်စေနေလဲပေါ့ shadow shadow ဆိုတော့ဒီ slow မှာအရေးကြီးကြာနေလို့မျိုးပေါ့ အဲ့ကျွန်တော်နည်းတိတအောင် glow ကိုခဏပိတ်ထားလိုက်မယ်ပြီးရင် stroke ကိုလည်းကျွန်တော် thickness နည်းနည်း short လိုက်မယ်ဒါဒါမှ shadow အလုပ်လုပ်ပုံနဲ့တိတအောင်ပေါ့နော်ဒါဆို shadow from နှိမ့်လိုက်ရင်တော့မှအရေးအရေးလေးလို့ပေါ့နော်စလုံးကဒီ 3D object တစ်ခုလို့ပုံစံမျိုးမှာကိုကအရေးထည့်လိုက်သလိုမျိုးလေးပေါ့ ကြရင်သုံးရအရှဲတို့မှာလည်းကျွန်တော်အယောင်တို့ဘလောက်ထိဖောက်မြင်နေတယ်ဘလောက်ထိဝါစေနေတယ်ပေါ့နော် blurry ဖြစ်စေနေတယ်ဒီစလုံးနဲ့ဘလောက်အကွာအဝေးမှာရှိစေနေတယ်ဆိုတော့ကျွန်တော်တို့အချက်ဆိုးလို့ရမယ် angles ရာ down ပေါ့နော်ဥပမာဒီစာကိုမီးထိုးထားလို့အရေးကြတယ်မဟုတ်ဆိုကိုကမီးကဘယ်ဘက်ကနေထိုးစေနေလဲပေါ့ ဒီလိုမျိုးလည်းအချက်ဆိုရမယ်ဒါက shadow ပြီးရင် curve curve ရတော့စလုံးစာကိုအဖြောင်တိုင်းမဟုတ်ပဲအကွေလေးတိုင်းရေးရမျိုးပေါ့ဒါဆိုရင်စာအကွေလို့ဖြစ်သွားပြီအဲ့မှာကျွန်တော်တို့ကဘလောက်ထိကွေးနေလဲဘလောက်ထိဆန့်နေလဲဆိုတော့လုပ်ရမယ်တပတ်ကိုအဆုံးထိဆက်ဆွဲသွားကြဆန့်ကျင်ဘက် direction ကိုသွားရပေါ့နော် အဆုံးထိသွားသွားဆက်ဝိုင်းပုံစံလိုမျိုးဖြစ်သွားတယ်။အဲ့ဒါကိုဒီ slider နဲ့မသုံးမဲနဲ့ကျွန်တော်တို့ဒီမှာလည်းဒီမြားလေးအပေါ်မြားကိုသုံးပြီးတော့ရွေးလဲရတယ်။ဒီ text box မှာရိုက်ထည့်လဲရမယ်။ဒါကတော့ဒီညာဘက်က text window မှာမှာကျွန်တော်က basic ပဲရှိသေးရပေါ့။ပြန်သူ့တစ်ပတ်မှာလဲ bubble ဆိုပြီးရှိမယ် effect ဆိုပြီးရှိမယ်ဒါတွေကိုစမ်းကြည့်ရင်လဲကိုစမ်းကြည့်လို့ရတယ်ကိုကိုကြိုက်တဲ့ဟာမျိုးတွေ့ရင်လဲကိုသုံးပါတော့ ပြီးတော့ဒီဘက်အပေါ်က animation ကိုသွားမှာဆို animation မှာဆိုတော့၃မျိုးရှိမယ် in la out la loop la ပေါ့ in ဆိုတော့ဒီစာကစပြီးတော့ဝင်လာတဲ့အချိန်မှာကိုကဘလို့ဝင်နေကြလဲဟောကျွန်တော်တို့ကဒီ typewriter ကိုရွှေ့လိုက်မယ်ဆိုရင်စာစဝင်လာတဲ့အချိန်မှာဒီ typewriter အဖန်နဲ့ဝင်လာမယ်အဲ့တော့မှကျွန်တော်တို့က မှာ duration ဘလောက်ကြာလေးခြင်းလဲပေါ့အတင်ချလို့ရရမယ် duration ကိုကျွန်တော်ကပိုကြာလေးခြင်းလဲဆိုရင်ဒါဆိုပိုနေရမယ်ပေါ့ duration ကကြာလေး speed နေလေးပေါ့ duration ဆိုတာကြာခြင်းပေါ့တကယ်လို့ကျွန်တော်ကဒီဟာကိုမသုံးခြင်းလို့ဆိုလဲတပတ်ဘေးကနေဒီ slider ကိုသုံးလဲသုံးရမယ် or ဒါ in ခေါင်းစဉ်အောက်ကပေါ့ ultra ကတော့ကျွန်တော်ဒါပြီးွားတဲ့အချိန်မှာဘလို့ထွက်စေရင်လဲပေါ့နော်ဥပမာဒါဆိုရင်အခုဆိုရင်ဒါဒီတိုင်းကျွားလို့ပြောက်သွားမယ်ဘာလို့ဆိုဒီ timeline ပေါ်မှာဒါ तू ကုန်သွားလို့ပေါ့နော် तू clip ရဲ့အရှေ့ကဓမ္မတွေပြီးွားလို့ဒါမှကျွန်တော်က out ခုထည့်လိုက်မယ်ဥပမာ fade out ဆိုတော့ fade out ဆိုတာထည့်လိုက်ရင် तू ကဒီ clip ဆုံးကနေဒီမှာ fade ဖြစ်သွားမယ် အော်ဒါက fade out ဟုတ် out ကိုမှကျွန်တော်ကဒီ fade out သုံးထားပါတော့တကယ်လို့ slide left သုံးရင်သုံးရင်လည်းသူကဘယ်ဘက်ကိုယူပါမလဲအဲ့လိုဖြစ်ပါတယ်ဒါကိုလည်းကျွန်တော်က speed ကိုဘယ်လောက်ထိ slide left ကိုဘယ်လောက်ထိကြာသေးတယ်ဆိုပြီးတော့ဒီမှာယူလို့ရမှာ အခုပြပါသည် animation in နဲ့ out ပေါ့နော် pro loop loop ဆိုတော့ in နဲ့ out ရဲ့လို့တတ်တတ်မရှိဘူးသူကသူပတ်နေရမျိုးပေါ့ in out လောက်ထားတယ်ကျွန်တော်ခဏပိတ်ထားလိုက်မယ်ပြီးဒီ loop ကိုဆန်းကြည့်မယ်ဆိုရင် loop က loop ကတော့အားလုံးက pro pro မအရာပဲပေါ့နော်အဲ့တော့ကျွန်တော်ဒါကိုဆန်းကြည့်မယ်ဆိုရင်အစားနဲ့စုံတဲ့အထိဒီမှာပေးထားတဲ့ effect တိုင်းနဲ့သူကဖြစ်နေမှာပေါ့ တကယ်လို့ကပ်ကန်နဲ့ပတ်သက်တဲ့ဗီဒီယိုတွေထပ်တင်သေးတယ်ဆိုလို့ရှိရင်လည်းအောက်မှာ comment ထားပေးခဲ့ပါ